ဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကစိတ်ဓာတ်တွေကျနေတယ်စိတ်ညစ်နေတယ်ယုံကြည်မှုတွေပြောင်းနေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါဒီတော့ကျွန်တော်တို့ဘဝမှာတစ်ခါလေးမှာအအောင်မြင်ဆုံးအချိန်တွေပျော်ရွှင်ခဲ့တဲ့အချိန်တွေဘဝမှာအပျော်ရွှင်ရာဆုံးဆိုတဲ့အချိန်တွေကြုံတွေ့ရမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော်တို့သဘာဝတရားကြီးဖြစ်ပါတယ်ဒါတနည်းအားဖြင့် စိတ်ညစ်တဲ့အချိန်တွေဘဝမှာအခက်ခဲဆုံးဆိုတဲ့ကာလတွေအဲ့ဒီຢာတွေလည်းကျွန်တော်တို့ကြုံတွေ့ရမှာပဲဒါလည်းကျွန်တော်တို့ဆိုးရွားတဲ့နေ့တွေပေါ့နော်ဒါကလည်းကျွန်တော်တို့သဘောဝတရားကြီးပဲဒီတော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီသဘောဝတရားကြီးကိုကိုယ့်စီကိုမလာပါနဲ့လို့ဒါလို့မရပါဘူးဒါလူတိုင်းကျွန်တော်တို့ကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်ဒီတော့အဲ့လိုမျိုးအချိန်မှာကိုယ့်အနေနဲ့စဉ်းစားရမှာတစ်ခုကဘာလဲဆိုတော့ဘလူမျိုးတုံ့ပြန်မလဲဆိုတာကအရန်ကိုရေးကြည့်ပါတယ် ပြီးတော့အခက်အခဲတွေတွေ့လာပြီဆိုလို့ရှိရင်စိတ်ဓာတ်တွေကြာသွားမှလားအဲ့ဒီအခက်အခဲတွေကိုဘယ်လိုမျိုးနည်းလမ်းတွေသုံးပြီးတော့မှဖြေရှင်းမှလဲဒီလိုမျိုးကျွန်တော်တို့တုံ့ပြန်မှလားကိုရဲ့ response ကကျွန်တော်တို့အရန်ကိုရေးကြည့်ပါတယ်ဒီတော့ကို့အနေနဲ့ဘလို့တုံ့ပြန်မလဲဆိုတာစဉ်းစားဖို့လိုတယ်နောက်တစ်ချက်ကို့ရဲ့စိတ်ထဲမှာစွဲထားရမှာဘာလဲဆိုတော့ဘယ်အရာဖြစ်ဖြစ်ယာယီပဲခဏတာပဲဆိုပြီးတော့မှတွေးပြီးတော့မှလှုပ်ဆောင်ဖို့လိုတယ်စူးစမ်းဖို့လိုတယ်မလျှော်တော့စွဲတဲ့အဲ့ဒီယာယီကိုဘလို့မျိုးကြော်ဖြတ်မလဲဆိုပြီးတော့မှ တွေးဖို့လိုပါတယ်ဒီတော့စိတ်ဓာတ်ကြီးကြနေမယ်စိတ်ညစ်နေမယ်အစားပေါ့နော်ကိုယ့်အနေနဲ့ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတော့နီးလန်းတွေကိုများများရှာဖွေသွားမယ်ဆိုရင်သိကြတယ်အဲ့ဒီစိတ်ညစ်မှုတွေစောစောကလိုမျိုးယုံကြည်မှုတွေပြောင်းနေတာတွေမလောက်ချင်မကန့်ချင်တာတွေအဲ့ဒီຢာတွေကိုအကောင်းဆုံးကျော်ဖြတ်နိုင်ပါလိမ့်မယ်ဒီတော့ကိုယ့်အနေနဲ့တုံ့ပြန်ဖို့ကိုပဲစဉ်းစားပါနီးလန်းတွေကိုရှာဖွေပါအကျိုးရှိတယ်ဆိုရင်ကူပြီးတော့ share ပေးပါဦးမိတ်ဆွေများအားလုံးရှင်းလင်းချက်ပြပါစေ